ကျမနာမည်ကကြည်ပြပါကျမဟိုအမျိုးသား ABSD ရဲ့အဖွဲ့ဝင်အတော့အာနာသိမ့်ပြီးရဲ့အာနာသိန်းတော့သူတို့ကတော့88ထင်ရဒီတော်လှန်ရေးလှုပ်လာတယ်ဟိုတိုင်းပြည်အခြေအနေပြောင်းနေတဲ့အချိန်မှာပြည်တွင်းမှာပဲနေပြန်နေတယ်ပေါ့နေပြီးတော့အခု2021အာနာသိမ့်ပြီးတဲ့အချိန်မှာအမျိုးသားကပြန်လှုပ်ရှားတဲ့အတွက်ကျမတို့တွေဒီဘက်ကိုထပ်ပြေးသိမ်းဆောင်လာရတယ်စစ်တပ်ကလိုက်ဖမ်းစီလို့ပေါ့နော်ကျွန်တော်နာမည်ကတော့ ဟိုစီရန်တိုင်းဖြစ်ပါဘူးကျွန်တော်ကတော့စီဒန်ကနေဟိုတမ69ကနေမှစီဒန်ဝင်လာတဲ့ရဲဘော်တယောက်လည်းဖြစ်ပါတယ်အခုလက်ရှိလည်း PDF ထဲမှာတောင်းရင်ထမ်းဆောင်ထမ်းဆောင်နေသေးပေါ့အခုလက်ရှိကတော့မဲသားကိုရောက်နေခဏဆေးလာကွင်းတွေရောက်နေတာပေါ့ရဲဘော်ဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ခိုင်မင်းလို့ခေါ်ပါတယ်ကျွန်တော်ကတော့ရေးတဲ့စီဒန်တိုးပါဟုတ်ကဲ့ကျွန်တော်ကတော့ကွာငါအမကွာငါစမြင့်အင်ဂျင်နီယာတရားနေပြီးတော့စီဒန်လောက်လာတဲ့ဇုံမြောက်ပါဗျခိုင်ကျွန်တော်နာမည်ကိုဒူးရှေပါဟော ရဲစီဒီယန်ကြောင့်ယူရတယ်။ကျွန်တော်လီဒါကလီဒါစီဒီယန်လူတာဖြစ်ပါတယ်။စင်လာပါခင်ဗျာ။ကျွန်တော်ကတော့တမန်ရေးကဒုတိယတစ်ချက်ဖော်ပြပြန်ဖြစ်ပါတယ်။ဟိုကျွန်တော်လက်ရှိကဟိုနိုင်ငံမဲဆောင်မှုမှာသူရဲ့အမှားအာကျွန်တော်နာမည်ကတော့မျိုးတန်ကျွန်တော်ကတော့ရေတက်ကနေစီဒီယန်လောက်လာတဲ့စစ်တီတယောက်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါ။ကျွန်တော်နာမည်ကတော့ဆရာဇော်ကြီးဖြစ်ပါတယ်။စီဒီယန်အရာကမှတယောက်ဖြစ်ပါတယ်။ကျွန်တော်ကတော့ ်နေတက်ကစီဒီအန်တယောက်ပါနာမည်ကျွန်တော်နာမည်ကတော့ကျော်စောပါပဲဟုတ်ကျွန်တော်ရေတက်ရေတက်ကလည်းပြောစီဒီအန်လောက်လာတာပါနာမည်ကတော့တိုင်းလွင်အောင်ဖြစ်ပါကျင်ရကျမအိုင်ရရှယ်ကိုစားခဲ့ပြီလေ။ဒါပေမဲ့တိတ်တိတ်ဆဆမသိခဲ့ဘူး။ဟုတ်ကဲ့အကြောက်ပါတူပါ။ကျွန်တော်တော်တော်မှနေစဉ်တော့အိုင်ရရှယ်ဆိုတော့ကျွန်တော်မသိခဲ့ပါဘူး။ အိုက်ဇန်နဲ့ပတ်သက်လို့ကလည်းခုလက်ရှိနန်းမ်းမှာတက်ရောက်ပြီးတော့မှာပါတူပါသိရှိခဲ့ပါတယ်အဲလိုမျိုးရလို့တော့မသိခဲ့ဘူးညာဒါပေမဲ့ကျွန်တော်ကွန်မရှင်မျိုးသင်တန်းနေပါတယ်တက်တက်ခဲ့ပြီပါတယ်ဟုတ်ကဲ့အရှင်ကတော့မသိဘူးပါအခုဒီသင်တန်းတက်မှာပဲဒီအိုင်းရှဲအကြောင်းဟိုတိလာတာပါအေးအဲ့တော့ဒီအိုင်းရှဲကိုမကြဘူးပြတိလည်းမသိခဲ့ဘူးဟုတ်ကဲ့ခင်ဗျဟုတ်ခင်ဗျာမသိခဲ့ဘူးပြမကြလည်းမကြဘူးဟုတ် ော်ဒီတင်းတော့ဘာကြောင့်တက်ဖြစ်ခဲ့လဲဆိုတော့ဒီနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုကျွန်တော်ကိုယ်တိုင်လည်းသိကျင်တယ်ပြီးတော့ကျွန်တော်နဲ့နီးစပ်တဲ့ဟိုအဖွဲ့အစည်းအသီးသီးကိုလည်းကျွန်တော်က sharing လုပ်ပေးကျင်တယ်ဗောနော်ဒီအတွက်ကျွန်တော်ဒီတင်းတော့တက်ရောက်ဖြစ်တယ်ပါဗျာဘာလို့လဲဆိုတော့ကိုတိထားတဲ့အချက်ကျွန်တော်ဒီတင်းတက်ရတဲ့ရွေးချက်ဗောနော်ကိုတိထားတဲ့အချက်လက်အချက်လက်လေးနဲ့ဒီကဆရာကြီးဟိုရှယ်မင်းပြန်လုပ်ပြီးအမြောက်ပေးတဲ့ဟိုအချက်လက်တွေနဲ့ကိုင်ညီမှု ရှိလားမရှိလားရဲ့နောက်ပြီးတော့ကိုရန်ကလည်းဒီဒီဟိုဟာပေါ့တင်တန်းရဲ့နောက်ပြီးတော့ပေးကျင်တဲ့အချက်လက်ကိုပေါ့နော်ပို့ပြီးသိရှိကျင်တာအဲအဲအကြောင်းပါအဲကျွန်တော်ဒီเจ้าญาติတွေမတီးခဲ့တာလဲပါတယ်ဗောနောနောက်တစ်ချက်ကဟိုဒီတင်တန်းကဟိုသူများတွေကလည်းဒါအကျိုးရှိနိုင်တဲ့တင်တန်းတစ်ခုတက်ကြည့်ဗောနောဘာလို့လဲဆိုတော့ကိုယ့်အတွက်လည်းအကျိုးရှိနိုင်တယ်ဗောဘုသူဒ္ဓရနိုင်တယ်ဆိုလို့တက်ရောက်ဖြစ်တာဗော ဘာကြောင့်တက်ရောက်ခဲ့ရလဲဆိုရင်ကျွန်တော်ရဲ့အသိပညာအသိပညာနဲ့ဘူးသူရလိုချင်လို့ဒီဟိုတက်ရောက်လာခြင်းဖြစ်တာပါဒီတဏ္ဍဘာကြောင့်တက်ရတယ်ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ဒီခုစစ်ကောင်စီကောဟောစစ်ကော်မရှင်ပေါ့သူတို့အနေနဲ့ဒီရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးဘုံကြီးတိုက်ခိုက်နေဥစ္စာနဲ့ပတ်သက်ပြီးတော့ဘလူဥပဒေနဲ့ရင်းလို့ရမလဲပေါ့ဘလူဥပဒေတွေကအဲသူတို့ရာဇဝမှုမျိုးတွေကိုချိုးဖောက်နေတယ်လေပေါ့ဒါမျိုးတွေကိုသိချင်လို့စိတ်ဝင်စားလို့ကျွန်တော် join ပြီးတက်ဖြစ်တာဗျာ ဟုတ်ကဲ့ IHN ဆိုတာကိုကျွန်တော်တို့ကမကြားဘူးအရင်တော့เนาะအခုမှကြားဘူးတဲ့ခါမှာကျွန်တော်တို့ဒီတင်တဲ့အောင်တက်ရောက်ချင်းအဖြစ်ကျွန်တော်တို့အတွက်ဟိုပြည်သူလူထုတွေကိုဘလို့လို့ဘလို့ပြည်သူလူထုတွေအနေနဲ့ဘလို့လိုက်နာရမလဲနောက်ကျွန်တော်တို့စစ်ပွဲတွေမှာဘလို့ဖြစ်ပျက်နေတာတွေစစ်ပွဲတွေမှာဘလို့ဆောင်ရန်ရှောင်ရန်တွေအဲ့ဒါတွေကိုကျွန်တော်တို့သိရှိပြီးတော့မှအဲ့ဒါတွေကိုနားလည်ပြီးတော့မှတို့ရဲ့တင်ကြားခြင်းအဖြစ်ကျွန်တော်တို့အတွက် တွေ့ကြုံမှုတရားတွေကျွန်တော်အများကြီးရရှိခဲ့ပါတယ်။ဘာတွေနဲ့လာခဲ့ရလဲဆိုတော့အခုလက်ရှိလုပ်နေတဲ့စစ်ကောင်စီရဲ့အဲခေါ်စစ်ကောင်စီခေါ်စစ်ကော်မရှင်ပေါ့သူတို့ကအခုဖြစ်ပွားနေတဲ့စစ်ပွဲတွေမှာတိုင်းဒေသနဲ့ကိုင်းဒေသတွေပြီးတော့ကျွန်တော် local ဒီ local ပြည်တွင်းထဲမှာရှိတဲ့ local ဖွဲ့တွေပေါ့ဒီဖွဲ့တွေဖြစ်ပွားနေဖြစ်ဖြစ်နေတဲ့စစ်ပွဲတွေမှာကြီးပြန်အကြီးအကျယ်အပြင်အခုကျွန်တော်တို့တက်တက်တင်တန်းနေတဲ့တလွဲစီတွေအကုန်ဖြစ်နေတယ်ဘလို့တလွဲစီတွေအကုန်ဖြစ်နေတယ်လဲဆိုတော့ ရတားပြတ်မှတ်တွေကိုအဓိကထားပြီးတိုက်ခိုင်းနေတယ်အဲစာတင်ကြောင်းတွေဘုံကြီးကြောင်းတွေစီရေးပြတ်မှတ်ဟုတ်ခြင်းမဟုတ်ခြင်းတို့ဟိုခွဲခြားပြီးတော့တုံးတက်ခြင်းမရှိဘူးသူငကိုတွေကလည်းသူတို့ပလန်ရှိထားပြီးသားတွေဖြစ်တယ်ဒီတော့ဒီ IHS ကို IHL ကိုအခုကျွန်တော်တက်လိုက်တော့မှဘာတွေသိသွားလဲဆိုဒီစစ်ကောင်စီအနေနဲ့စစ်ရသွေးမှုကိုအကြီးအကျယ်ကျူးလွန်နေတယ်ပေါ့ငကိုကတော့ကျူးလွန်နေပါဒါပေမဲ့အခုကသူတို့ဥပဒေတစ်ခုမှမလုပ်ခင်ဘူးဗျာဘုံကျင်းနေတဲ့ဥစ္စာတွေက အဲ့တော့အဲ့ဒူးလုံနေတဲ့ဥစ္စာကိုကျွန်တော်တိတိကျကျလေးသိသွားတယ်ပေါ့ဟုတ်ဒီသင်တန်းမှာပါရီလေးလာတွေးရှိခဲ့လဲဆိုတော့ဟိုကလေးတငယ်တွေကိုစစ်သားမစုဆောင်ရတာလည်းသိခဲ့နောက်အမျိုးသမီးတွေကိုအပါကွယ်ပေးရမယ်ဟိုဘလိုပဲဖြစ်ဖြစ်ဟိုတရားခံဖြစ်နေရင်တော့မဟိုလူအခွင့်အရေးနဲ့အညီခိုင်သိမ်းစောင့်ရှောက်ထားရမယ်ဆိုလားသိခဲ့ပါတယ် ကျွန်တော်ဒီပြင်နာမှာလေ့လာခဲ့ရတော့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ICE အဲ့ဒီနဲ့ပတ်သက်တဲ့ဒီကောင်းစင်အောင်မှာရှိတဲ့အချက်လက်တွေအကုန်လုံးပေါ့နော်တချို့ဟာတွေကတော့ကျွန်တော်သိခဲ့ရလေးလည်းရှိသလိုတချို့ဟာတွေကကျတော့ပြန်လည်ပြီးတော့ဒီမှာဒီနေ့မှာရရှိခဲ့တဲ့ပြင်ကမ်းလာတွေနဲ့ပုံပြီးတော့ပြေဆုံးပါတယ်။အရင်ကတင်လမ်းမှာတော့ဟိုဒီကလူလူသားချင်းစာနာမှုပေါ့ဟိုနန္ဒကိုင်း မလက်ကအပေါ်ရဲ့ဂျာမားအဓိကဟိုပြည်သူလူထုကိုဟိုမထိခိုက်ဘူးပေါ့ဟိုအများဆုံးထိခိုက်မှုကလည်း short ချနိုင်ဖို့အတွက်ကိုဟိုတင် जा ပေးတယ်ဟုတ်ဟုတ်တော့မှတ်မိပါအော်ဒီတင်တဲ့မှာဘာတွေသိရှိကြရဲဆိုကျွန်တော်တို့လူသားအရင်မြတ်မဆုံးကျုံးပါဘူးတဲ့မှာမဆုံးကျုံးကျွန်တော်တို့ဒီစစ်စစ်ပနဲ့စစ်ပနဲ့ဆိုင်မျိုးဒီစစ်တက်မှာစစ်တိုက်တဲ့အခါကျလို့ချင်းပြည်သူလူထုကိုဘလို့ အဲပြည်သူတို့ဘယ်လိုကာကွယ်ရမလဲဘယ်လိုစောင့်ချောက်ရမလဲဆိုတဲ့အရာအရာကိုဒီသင်တန်းမှာကျွန်တော်ကမြေဝါထင်နေမြင်တွေ့ခဲ့ရတာပေါ့နော်တီးလဲတီးခဲ့ရတာပေါ့နန်းနိုင်ငံရဲ့အဖွဲ့အစည်းတွေကဒီ RSA ရဲ့စီမင်းစည်းကမ်းတွေကိုပေါ့တရားရဂိုင်းတို့အပြေလိုက်နာတင်တယ်လို့တော့ထင်ပါတယ် အဲတော်များများရေးကြည့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလူခွင့်ရေးနဲ့ပတ်သက်တဲ့ဟာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းလူသားတွေဖြစ်တယ်ဒီလက်နက်ကင်ဒီဖြစ်စေမကင်ဒီဖြစ်စေကျွန်တော်တို့ကလက်နက်ကင်ထားပြီးမယ်လေကျွန်တော်တို့ကလူသားတွေဖြစ်တယ်အဲဒါကြောင့်မို့လက်နက်မဲ့ပြည်သူတွေကိုပို့ပြီးတော့လူခွင့်ရေးနဲ့ပတ်သက်တဲ့ဟာတွေပို့ပြီးတော့ကျွန်တော်တို့ကပို့လိုက်နာတဲ့လိုက်နာတဲ့နေလို့ထင်တယ်ပေါ့အဲဒီအတွက်လည်းတော်တော်ရေးကြည့်ပါတယ်လက်နက်ကင်တပ်ဖွဲ့အားလုံးကတော့ AHN ကိုလုံးဝဟိုဟိုလေးစားလိုက်နာတဲ့နေလို့ထင်ပါတယ်ဘာဖြစ်လို့ဆိုတော့သူလက်နက်ကင်တစ်ဖက်တစ်ဖက်ကြားမှာ ဟိုပြည်သူလူထုကဟိုဟိုထိခိုက်เสียအကြောင်းရှိသူတို့ ਨੇ ဟိုမဆက်ဆိုင်ဘူးเนาะမဆက်ဆိုင်တဲ့အတွက်ဟိုအားလုံးလေးစားလိုက်နိုင်တော့ဟိုကောင်းမယ်လို့ယုံကြည်ပါဘူးဘယ်လောက်ဒီအရေးကြီးတယ်လို့မြင်လဲဆိုတော့မြင်တာပေါ့မြင်တာပေါ့ဆရာပြောရရင်တော့ကျွန်တော်တို့အခုမြန်မာပြည်မှာဖြစ်နေတဲ့ဟာဆိုလို့ချင်းဒီ i i chain နဲ့အဲလုံးဝမသက်ဆိုင်သလိုဖြစ်နေတယ်ဖြစ်နေဆိုတော့ဘာလဲဆိုတော့တိုက်ဝဲတစ်ခုကိုတိုက်ပြီဆိုရင်ဒီ ဒီပြည်သူလူထုပဲပြည်သူလူထုကိုလုံးဝဟောပြောရင်တော့ကာပါမပေးဘူးပြာကျွန်တော်တို့ကပြည်သူလူထုရှိတဲ့နေရာမှာလဲတိုက်ရှင်တိုက်တယ်အဲပြည်သူလူထုကိုကျွန်တော်တို့ကအမှန်တကယ်ကျွန်တော်တို့စစ်သားတွေကနှစ်ဖက်လုံးကနှစ်ဖက်လုံးကပေါ့နော်ပီဒီပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ဖြစ်ဒီအားကြီးကြီးလုံးဝလိုက်နာရမယ်ဘာလို့လဲဆိုတော့နှစ်ဖက်လုံးကဒီပြည်သူလူထုကိုကာကွယ်ဆောင်ရှောက်ဖို့ဆောင်ရှောက်ရမယ်တောင်းရင်နှစ်ဖက်လုံးမှာရှိတယ်ဟောဒီတစ်ဖက်ထဲမှာရှိနေမှာပီဒီမှာလည်းရှိနေရှိနေမှာမဟုတ်တယ်လို့ဒီစစ်ကောင်စီမှာလည်းရှိနေတာမဟုတ်ဘူးအဲ့ဒါကြောင့်နှစ်ဖက်လုံးကဒါအရေးကြီးတာပေါ့နော် လက်နက်ကင်တပ်ဖွဲ့တွေနဲ့စစ်မြေပြင်မှာလက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့ကျွန်တော်တို့ IHN ကိုလေးစားလိုက်နာဖို့အတွက်ကျွန်တော်တို့အရေးကြီးတယ်။ဘာလို့လဲဆိုတော့စစ်မြေပြင်မှာကျွန်တော်တို့ကဟိုရှောင်းတဲ့နေရာတွေရှောင်းရမယ်၊ဆောင်းတဲ့နေရာတွေရှောင်းရမယ်။ကျွန်တော်တို့ဟိုတိုက်ခတ်တဲ့အရာကိုတိုက်ခတ်တယ်လို့မတိုက်ခတ်တဲ့အရာတွေကျွန်တော်မတိုက်ခတ်အောင်ကျွန်တော်တို့စစ်တီတွေအနေနဲ့ဟိုဒီဒီလိုအကြောင်းအရာတွေကိုသိရှိထားတဲ့နေလို့ကျွန်တော်ထင်ပါတယ်။လက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့ IHN ကိုလေးစားနိုင်နာဖို့အရေးကြီးတယ်။အရေးကြီးတယ်။အရေးကြီးတယ်ဆိုတာအင်ပလန်အရေးကြီးတယ်ပေါ့။သူ့မှာကခွဲခြမ်းစိတ်ဖြာရမယ်အစိတ်ပိုင်းတွေများတယ်။ အရန်သားပြတ်မှတ်လာပြည်သူလူထုထိခိုက်ကြဆုံးမှုထိခိုက်မှုနဲတဲ့နဲအောင်ပြီးတော့ပြည်သူရဲ့အိုးအိမ်စည်းစိမ်ကိုနဲတဲ့နဲအောင်လက်နှက်ကင်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကာကွယ်ပေးရမယ့်တာဝန်ဆိုတာရှိတယ်ဗောဗျာရှိတဲ့အတွက်ဒီလက်နှက်ကင်ဒီအနေနဲ့ဒီကိုနေမီမှာရှိတဲ့နေမီကန်ပြည်သူလူထုနေမီကန်အတာတဏိကအဆောင်အုံနေမီကန်ဟောဘောဟိုရင်းမြစ်ဘောတဘာဝအရင်းမြစ်ဒီဟာတွေကိုအဲအတက်နိုင်ဆုံးရှောင်ချပြီးတော့မှစစ်စင်ရေးတွေ ပြုလို့ရမယ်ပေါ့အဲ့တော့ကျွန်တော်ဒီ IH ရဲ့နေဥပဒေဒီဟိုပါပေါ့ဟိုပြောမစင်လမ်းညွန်ချက်တွေပေါ့ဒါတွေကိုတော့လိုက်နာဖို့အရေးကြီးတယ်လို့တော့ကျွန်တော်မြင်နေတာအရန်ကိုအရေးကြီးတယ်ပေါ့အခက်မသိရင်ကိုလှုပ်လိုက်တဲ့ဥစ္စာကအဲဒီပြန်ပြီးတော့စိတ်ရသွင်းမြောက်သွားတဲ့အရာမျိုးတွေဖြစ်သွားနိုင်တယ်ဖြစ်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိတာပေါ့ဟုတ်ဒီလက်နက်ကန်တပ်ဖွဲ့တွေကအိုင်းစင်နဲ့ပတ်သက်တဲ့ ဒီဥပဒေတွေကိုသူစားသိရှိနားလည်ပြီးတော့တိုင်းနာပြင်ပါတယ်ဒီအတွက်လည်းအိုင်ဇန်နဲ့ပတ်သက်တဲ့ဟာဧဒီဥပဒေတွေကိုဟိုသဆိုင်ရာအဖွဲ့အစည်းတွေကလည်းတွားရောက်ပြီးတော့ဒီဟိုတင်စားပို့စားတင်နေနောက်ပြီးတော့ sharing လုပ်ပြီးတင်နေဒါမျိုးတွေရှိလို့ကျွန်တော်ယူဆပါတယ် ဘလိုတွေလှုပ်ဆောင်တင်လဲဆိုဒီကျွန်တော်တို့အခုတင်နှန်းပေးရတဲ့လူတင်နှန်းပေးထားတဲ့လူတွေအားလုံးအားလုံးကပေါ့တယောက်နဲ့တယောက်ဒီတယောက်နဲ့တယောက်တည်းမဟုတ်ဘူးကျွန်တော်တို့တိတိတဲ့မြင်တဲ့ဘုသူတာလေးကိုဒီတင်းရင်တစ်ဖွဲ့တွေကိုတင်းရင်တစ်ဖွဲ့တွေကိုပြန်ပြီး sharing လုပ်ပေးရမယ်လို့တော့လိုတယ်ပြောပြမှာပေါ့ဗျာပြောရရင်တော့အကုန်လုံးဒီလို action အကြောင်းကိုသိရှိဖို့အတွက်လက်နက်ကန်အဖွဲ့အနေနဲ့ကျွန်တော်တို့ဘလို့လေးစားလိုက်နိုင်မလဲဆိုရင်ကျွန်တော်တို့က ကျွန်တော်တို့တို့သိရှိဖို့အတွက်ကကျွန်တော်တို့ကအင်တာနက်ကပဲဖြစ်စေတောင်းလူမှုကွန်ရက်ကပဲဖြစ်စေကျွန်တော်တို့တဆင်ပြီးတဆင်မနော်တယောက်နဲ့တယောက် sharing လုပ်ပေးခြင်းအပြင်ကျွန်တော်တို့ social media ဖြစ်စေပေါ့နော်အဲ့လိုမျိုးတိရှိစေဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်ခြင်းအပြင်တို့တွေလေးစားလိုက်နာဖို့ကျွန်တော်တို့အဲ့ဒါတွေကလိုအပ်ပါတယ်ဗျအဲဒီဒဏ္ဍာရီအဖွဲ့အစည်းတွေအနေနဲ့ဒီ online တဖွဲ့ဒီမှာမဟုတ်ဘူးပေါ့ဒဏ္ဍာရီအဖွဲ့အကုန်လုံးနီးပါးကိုဒီအဲ IH အနေနဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကဒီမြေပြင်မှာရှိတဲ့ ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပေါ့အဲပြီးတော့ပူးပေါင်းပြီးတော့ပူးပေါင်းပါဝင်နိုင်ဖို့အတွက်ကိုပေါင်းစပ်ညှိနှိုင်းရမယ်ချင်းကပ်ပုံချင်းကပ်နီးကကြတော့ဟိုပါပေါ့ရတဲ့နီလန်းပေါင်းစုံနဲ့ချင်းကပ်ပြီးတော့ဒီလက်နက်ကင်ထားတဲ့လူတွေဒီဒီဟာတွေဒီဟာတွေကိုလုံးလို့မရဘူးဆိုတဲ့တိတဲ့အသိပညာပေးတဲ့ဆွေးနွေးပွဲလေးတွေပေါ့ဒါမျိုးလေးတွေအခုလိုတင်တန်းမျိုးလေးတွေပေါ့ဒါမျိုးလေးကိုများများပေးတဲ့နယ်ပြီးတော့ အဲလလန်းမမီတဲ့နေရာမျိုးတွေကိုလလန်းမီမီအောင်ဘလို့နီးစနစ်တွေနဲ့ဘလို့ view ရရင်ねအဲလှုပ်ဆောင်ရမလဲပေါ့ချင်းကပ်ဘလို့ချင်းကပ်ရမလဲအဲဟိုနောက်ပြီးတော့ဘလို့စီယုံတင်းတွင်းရမလဲပေါ့စီယုံတင်းတွင်းရမလဲဒါမျိုးတွေကိုတော့အဲဒီအခုချိန်နေတဲ့ပို့ပြီးတော့လှုပ်ဆောင်ဖို့တင့်နေလို့တော့ကျွန်တော်မြင်နေဗျဟုတ်ဒီလက်နက်ကန်ဖွဲ့စည်းမှန်သမျှကိုเนาะအားရစံနဲ့ပတ်သက်တဲ့ဒီဥပဒေတွေကိုဟို ကျွန်တော်တို့ဒီ social media နောက်ပြီးတော့ဒီအဖွဲ့အစည်းတွေကနေပြီးတော့တွားရောက်ပြီးတော့ပဲဖြစ်ဖြစ်အား sharing မဲ့လုပ်ပေးပဲဖြစ်ဖြစ်ဒီချက်လက်တွေတဲ့ဒီဥပဒေတွေကိုသိရှိဖို့အတွက်ဆောင်ပေးတင်ပါတယ်ဆောင်ပေးဖို့အတွက်သူခက်ခဲတဲ့နေရာတွေဆိုရင်လည်းအာဒီ social media နေပြီးတော့လေ့လာသင်တယ်လို့ကျွန်တော်ထင်မြင်စပါတယ် ကျွန်တော်အမြင်ကတော့ဒီလိုသင်တန်းတွေကိုဟိုရင်ကျွန်တော်တို့ဒီလက်နက်ကင်အဖွဲဘယ်အဖွဲမဆိုပါတော့လက်နက်ကင်ဆောင်ထားတဲ့အဖွဲမှန်သမျှကလည်းဟိုတည်တင်တယ်ပြီးရင်ရက်သားတွေအနေနဲ့လည်းဟိုတည်တင်တယ်လို့တော့ထင်တယ်ဒါကြောင့်မို့ဒီလိုသင်တန်းတွေကိုများများပေးနိုင်ရင်ပို့ပြီးတော့ကောင်းလိမ့်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ် AIHN ရဲ့ဟိုဥပဒေတွေပေါ့ဥပဒေစီမင်းစည်းကမ်းတွေကိုအားလုံးဒေဇာလိုင်းလာအောင်တို့ဘာလဲဟို သူတို့နဲ့သဘောတူညီချက်တို့ရောဟိုရနိုင်သဘောတူညီချက်တဲ့ယူပေါ့နှစ်ပတ်လုံးသဘောတူညီချက်ပြင်ကိုထားပြီးတော့လက်လန်းမိနေရအခုကမီဒီယာခက်ဆိုဟိုမီဒီယာနဲ့လည်းဟိုအကုန်လုံးကိုဟိုချပြဆရာကြီးလုပ်ရင်တော့ဟိုကောင်းမယ်လို့ဟောမြင်ပါဗျဒီဒီဥပဒေတွေဟိုတာမီချက်တွေကိုလိုက်နာဖို့ဆိုရင်မြေပြင်အထိတတ်နိုင်ဆုံးရောင်းအောင်ဟိုတင်နန်းဆရာလေးနေနဲ့ပို့ချဖို့လိုတယ်တရှိပြီးသားတင်နန်းတက်ပြီးသားပုံကိုတွေကလည်းနီးစပ်ရာ ဟိုအဖွဲ့အစည်းတတီကို sharing လုပ်ပေးဖို့လိုနေမယ်လို့ထင်တယ်ခင်ဗျာဒီ ISN နဲ့ပတ်သက်တဲ့အားကိုပြည်သူလူထုတွေရောလက်နက်ကိုင်ဖွဲ့စည်းတွေရောသိရှိနိုင်ဖို့အတွက်ကိုကျွန်တော်တို့လက်ရှိ တနက်တက်နေတဲ့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီအချင်းချင်းမျှဝေပေးသင့်ပါတယ်။နောက်ပြီးတော့တင်းနှံကိုလည်းဒီ ဆက်လက်စတဲ့စတဲ့ဖွင့်ချိန်ကြပါလူတွေပိုတိလာဒီလိုတင်နန်းတန်းတဲ့သူတွေကနေတဆင့်ကိုယ့်ရဲ့လက်လံမိယာပေါ့နော်ကိုပန့်ဝင်းကျင်မှာလဲပြန်ပြီးတော့ဆွေးနွေးပြစ်တင်တယ်လို့ထင်ပါတယ်ဘလို့ဖြန့်ဝေပေးလဲဆိုတော့ဒါအခုတင်နေတဲ့ရွေးချယ်ထင်မှာဗောနော်ဟိုတည်အောင်လို့အဲဒါကျွန်တော်ကျွန်တော်အနေနဲ့တက်နိုင်သလောက်လဲပြန် share လုပ်ပေးတာမျိုးဒါမှမဟုတ်အဲ့ social media တွေမှာကြေပြင်းပြင်းအဲကြေကြေပြင်းပြင်းဗောနော်ပေါ်ပြပေးတာမျိုးတွေနောက်ပြီးတော့ဒီလိုတင်နန်းမျိုးတွေဗောနော်ကြာကြာများများ အဲပေးများများသင်တန်းပေးပေးတာမျိုးတွေကဒါလူတွေပိုသိနိုင်တယ်ပေါ့လူတွေအားလုံးသိလာအောင်တော့သင်တန်းတွေသင်တန်းတွေကနောက်ဟိုရှင်ပွားသင်တန်းတွေလိုမျိုးပေါ့နောက်ဟိုတက်တက်သင်တန်းသားတွေကဟိုသိရှိပြီးဟိုနေဆက်ရတော့တကောင်ဟိုအထပ်ပြီးတော့ share တွေဟိုလုပ်ပေးနိုင်ရင်တော့ဟောဟိုကောင်းမှထင်ပါတယ်အဲအခုလိုမျိုးတင်တန်းနေလုပ်နေတာအပြင်ဆိုရှယ်မီဒီယာတွေကနေလည်းဟိုဓာတ်တွေကိုဖြန့်ဝေပေးနိုင်ရင်တော့လူတွေလေးရှိ ው တော်တော်များများပါတော့เนาะအခုတည်း ပိုပြီးတော့တင်တန်းတွေများများထပ်ပေးနိုင်မယ်ဆိုရှယ်မီဒီယာတွေကနေလည်းတဆင့်ပေါ့နော်ဟိုဖြန့်ဝေနိုင်မယ်ဆိုရင်တော့ပိုပြီးတော့တော်တော်များများသိနိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အရေးရှယ်ကိုလူလေးဘလို့ပို့တိလာဆိုဥမာကျွန်တော်တို့ဥမာကျွန်တော်အိမ်မှာဆိုကျွန်တော်ဇနီးရှိမယ်တာရှိမယ်အဲတို့ပြန်လည်ပြီးတော့ဖြန့်ဝင်တာပြီးတော့ကျွန်တော်တို့ဥမာကျွန်တော်တို့တငငယ်ချင်းလေးလက်ဖက်ဆံထိုင်တာလို့အဲ့လိုစကားဝိုင်းလေးပါလေပြောဖြစ်တာပြောဖြစ်တာရေလို့ပြီးကျွန်တော်လည်းဥမာအเจ้าမအဲ့လိုတင်းနေနေပါတင်းနေပြီးခဲ့ဟာကြရင်လည်းအဲ့လိုအရေးရှယ် တဘောတဘာဝကိုဒီလူသားဒီစေရေးတဘောနဲ့အရက်တဘောဘယ်လိုရှင်းရှင်းပြတာလဲလို့ပြန်ပြီးတော့ဖြောင်းပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပြည်သူ့ဘဏ်နိုင်ကိုအကြံပြုထောက်ပြလိုတာကတော့ချွေထိုးတော့မရှိပါဘူးပြည်သူ့ဘဏ်နိုင်အခွဲကိုအကြံပြုလိုချင်တာကတော့ဒီလိုဟိုဘူးတုဒရနိုင်နေပေါ့နော်ဟိုအကျိုးရှိနိုင်နေဟိုကျွန်တော်တို့လိုလက်နက်ကင်အခွဲတွေအတွက်ဟိုလိုအပ်တဲ့ ဥပဒေနီးဥပဒေတွေကိုသိနိုင်တဲ့ဒီလိုသင်တန်းမျိုးတွေပညာပေးနိုင်တဲ့သင်တန်းမျိုးတွေဟိုပေါ့။များများပူပေါင်းပြီးတော့ဆောင်ရွက်လှုပ်ဆောင်ပေးနိုင်ရင်တော့အများကြီးပိုကောင်းပါတယ်။ဒီသူပန်းလန်ရတော့အခုဟိုသင်တန်းနေဟိုပို့ချတာတို့ဒီဟိုဖန်တန်းရဟိုသူတို့ရဲခါဖြန့်ဝေတာကျွန်တော်တိတော်တော်တော်များများတော့ဟိုဖြစ်ပါလေဟိုဟိုထက်ပြီးတော့အကြံပြုလို့တော့ဘလုတ်အကင်ပေါ့ဟိုစီတန်ချိုလုံးဝခတ်ခဲတဲ့လူတွေဟိုအလုတ်အကင်တွေထက်ပြီးတော့ ဟိုကုညီဖန်တီးပေးနိုင်တော့ဟိုဘူကောင်းမယ်လို့ဟိုအကြံပြုလိုပါရတာဟုတ်အကြံပြုတော့ပြလို့ဒါတော့ဘယ်လိုလဲဟိုတင်နန်းဟိုပါဘောနော်တင်နန်းကာလာကိုဘောနော်နည်းနည်းဟိုရက်ရှည်လေးပေါ့ရက်ရှည်ဆိုတာအများကြီးတော့မဟုတ်ဘူးတပတ်ဘောနော်အခုလို့အခုဆိုတာတင်နန်းနည်းနည်းတူလို့ဘောနော်တင်နန်းနှစ်ရက်လောက်ဆိုတော့တူတယ်ပေါ့အဲနည်းနည်းတင်နန်း train ပေးတာတို့နောက်မကြမကြပေါ့နော်ဒီလိုမျိုးတင်နန်းနေပေါ့နော်လူခွင့်နဲ့ဆိုင်တဲ့တင်နန်းမျိုးတွေအဲ train ပေးတာမျိုးလုပ်စီချင်ပါတယ် ဟုတ်ကဲ့အခုခုလိုကျွန်တော်တို့သင်တန်းတွေကိုတက်ရောက်ဖို့အတွက်ကျွန်တော်တို့ကူညီပေးတဲ့ပြည်သူ့ဘဏ္ဍာအဖွဲ့အစည်းအဖြစ်လဲကျွန်တော်တို့ကမသိရှိတဲ့ကျွန်တော်တို့မသိရှိခဲ့တဲ့အရာတွေကိုကျွန်တော်တို့ပြည်သူ့ဘဏ္ဍာအဖွဲ့အစည်းအဖြစ်ကျွန်တော်တို့သိရှိရတယ်ကျွန်တော်တို့ဟိုမကြားသိတဲ့ဘောကျွန်တော်တို့ဘူးဒရမရှိမရခဲ့တဲ့အရာတွေကိုဒီမှာအခုလိုကျွန်တော်တို့အဖွဲ့အစည်းအဖြစ်ကျွန်တော်တို့ဖိတ်ခေါ်ခြင်းအဖြစ်ကျွန်တော်တို့သင်တန်းတက်ရောက်တဲ့ခါတဲ့ခါမှာပြည်သူ့ဘဏ္ဍာအဖွဲ့အစည်းအဖြစ်လဲကျွန်တော်တို့ကဘူးဒရရပြီးတော့ကျွန်တော်တို့သိရှိခဲ့ရပါတယ်အဖွဲ့အစည်းကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ် ပြည်သူပန်းနိုင်ကိုရံယူထောက်ပြလို့ဆိုတော့ထောက်ပြလို့တာတော့မရှိဘူးအကြံပြုချင်တာပါလေဆိုပြည်သူပန်းနိုင်အနေနဲ့ကျွန်တော်တို့ဒီ GDN အတိုင်းဝိုင်းမှာဆိုရင်ကျွန်တော်တို့စစ်သားတွေရဲတွေရဲ့အဲဒီဂျဲတွေစီရီယန်တွေကိုဒီအဓိကထားပံ့ပိုးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပေါ့အဲတော့ကျတော့ပြည်သူပန်းတိုင်းအနေနဲ့ကဒီစစ်သားတွေရဲတွေကိုကြီးကြီးလေးလေးတိတ်တိတ်တိတ်နဲ့ဟို ပို့ပြီးတော့ဟိုမတ်သားစုဖွင့်နိုင်ဘူးကောင်းမယ်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီစစ်သားတွေရဲတွေဒီအခြားအရဖက် CDN ဝန်ထမ်းနေနဲ့မတူဘူးမတူဘူးဆိုတဲ့ဥစ္စာကကျွန်တော်ဘလို့မတူလဲပြောရဆိုတော့ဟိုပါပေါ့ဥပဒေသူဒီဥပမာမြန်မာပြည်ကျွန်းမှာရှိတဲ့ဥပဒေတစ်ခုကပုံမှန်တက်ခံရတဲ့တက်ခံရတာချင်းမတူဘူးဗျာဒီရဖက်ဝန်ထမ်းဆိုရင်သူတို့ပြေးလာတယ်ပြီးတော့ဝန်ထမ်းဆိုင်ရာပြစ်မှုဥပဒေနဲ့သူတို့ရေးယူမယ်ဆိုရင်သူတို့ပြစ်မှုပြစ်ဒဏ်ဒီတအားကြီးလေးတဲ့ဟာမျိုးဒီတက်ရောက်သွားတဲ့ ခြေအနေမျိုးရှိမယ်ပေါ့ဒါပေမဲ့အချို့ဟာကြတော့မရှိဘူးပေါ့စစ်သားတွေရဲဒီဒီဒီဘက်မှာယက်တီနေတဲ့ယက်တီရေးတို့ပေါ့ခခဲ့တယ်နောက်ပြီးတော့နောက်တစ်ခုကတကယ်လို့များတော်လန်ကြီးပြီးဆုံးသွားတဲ့အချိန်မှာစစ်သားတွေရဲဒီအရင်ဆုံးပြောင်းရမယ်လူတန်းသားတွေမှမပါဘူးဗျာဟိုဘက်ကဒူးရဲ့လိုက်နာတဲ့ကျင်းဝစီကံဥပဒေတွေရှိတယ်အဲ့ဒီဥပဒေတွေကိုပြင်ဆင်ပြီးဖို့မှဒီစစ်သားတွေရဲတွေကဗီဒီယိုနဲ့ပြောင်းဝင်လို့ရမှာအဲ့တော့ကျတော့ဒီနောက်ပြီးတော့တော်လန်ကြီးအလွန်ကာလမှာ ဂျာကာလာဖြစ်တဲ့အချိန်ဂျာကာလာပြီးသွားလို့အေးယူတယ်အရှင်ယူတဲ့အပိုင်းရမယ်အဓိကသက်တည်ဖြစ်မလာနိုင်ဘူးလေပြောလို့မရဘူးသူတို့ရှိမှအဓိကကြားတဲ့ data အချက်အလက်တွေရှိမနေဘူးလေပြောလို့မရဘူးဒီလိုလူမျိုးတွေကိုကြီးကြီးလေးတည်တည်ပြီးတော့အကောင်းဆုံးတရားစွဲဆိုနိုင်အောင်ပြင်ဆင်ထားတဲ့နယ်လို့ကျွန်တော်အကြံပြုရင်ဟုတ်